င်းဆိုတီကကိုယ့်အယူအဆနဲ့ကိုရှိကြသူတွေများတယ်။အယူအဆမတူတဲ့သူတွေနှိစက်စင်တူရာဟု၍စုဝေးကြတဲ့အခါမိမိတို့နဲ့တိတိတတ်တာစန့်ကျင်ကွဲလွဲသည့်ကိစ္စများနဲ့ပတ်သက်လျင်တဘောတဲ့ညီညီညာညာရှိတတ်တော်လဲဒီဘက်ကလည်းမြင်နိုင်ပုံဘက်ကလည်းကြိတ်နိုင်သည့်ကိစ္စမျိုးအဖြူအမဲမသေးကွဲသည့်ကိစ္စမျိုးပြရမှာလဲအစီနဲ့ဝင်းဝင်း စားရမှာလဲတဲနဲ့ရှက်ရှက်ဆိုတော့ကိစ္စမျိုး စတာတွေကြုံလာတဲ့အခါဒီဘက်ကကြည်ကျင်သူနဲ့ဟိုဘက်ကကြည်ကျင်သူအဖြူများသည်ဟုမြင်သူနဲ့အမဲများသည်ဟုမြင်သူအစီကြိုက်တော်သူနဲ့တဲကြောက်တော်သူစသဖြင့်သဘောထားတွေပွဲပြားသွားတတ်ကြသည်အကြောင်းရင်းကပိုင်းခြားဝေဖန်မှုနဲ့သက်ဆိုင်သည် တုံးစံကကိစ္စတစ်ခုကိုစဉ်းစားဝေဖန်ပြီးနောက်ဒါကတော့ဘာပဲဟုဖွင့်ဆိုသတ်မှတ်သည်သို့မဟုတ်ကောက်ချက်ချသည်ထို့နောက်ရင်းမှဆက်ခါဒါကိုဘယ်လိုလုပ်ရမည်ဟုဆုံးဖြတ်ပိုင်းချသည်ထို့ကြောင့်ကောက်ချက်မတူလျင်ဆုံးဖြတ်ချက်တွေကွဲလွယ်သည်ကောက်ချက်တွေမတူခြင်းအကြောင်းသည်လူဤပင်ကိုဇယိုက်နှင့်လဲဆိုင်သည် ဖြတ်တန်းကြီးပြင်းသည့်ကာလတလျှောက်စူးစီးမိလာသည့်အယူအဆအစွဲလန်းတွေနဲ့လဲဆိုင်သည်ထို့နောက်လက်ရှိပြဿနာနဲ့ဆက်လင်း၍ဘလောက်သိရှိနားလည်ထားသည်ဟုသည်နဲ့လဲဆိုင်သည်အဲ့ဒီလို မတူသောသူတွေပြဿနာတရက်ကိုဝေဖန်ပိုင်းခြားကြသည့်အခါစိတ်တူစိတ်ဆက်သူကပြဿနာကိုရှက်ချင်းရှင်းပြရမည်ဟုမြင်သည် စိတ်ရှည်သီးခံသူက တဖြည်းဖြည်းအချိန်သေးသွားအောင်ထိမ့်ပေးရမည်ဟုယူဆသည်မိမိအယူအဆအစွဲလန်းနှင့်ဓာတ်ရိုက်လာထိသူကအပြင်းအထန်တုံ့ပြန်ခြင်းသည်ဒီကိစ္စနှင့်ပတ်သက်၍အစွဲလန်းအခန့်မရှိသူအတွက်ကြတော့ပြဿနာပင်မဟုတ် သို့မဟုတ်ထိမ့်ထိမ့်တိမ့်တိမ့်အသင့်အတင့်လုပ်ရမည်ဟုသဘောထားသည်အဒီနောက်ပြီးမှုဒီအကြောင်းကိုနည်းနည်းလေးပြည့်စုံအောင်ပြောခြင်းသည်လူတိုင်းက ကိုကိုငါတိသည်ဟုထင်ကြသည်ငါတိသည်များသည်အကုန်ပဲသူမဟုတ်ငါလည်းဒီလောက်တော့တိတာပဲသူမဟုတ်ငါလည်းဒီကိစ္စမှာသဘောထားမှတ်ချက်ပေးနိုင်ရုံလောက်တော့တိတာပဲဟုမြင်ကြသည်ထို့ကြောင့်ဘောလုံးပွဲတစ်ပွဲနှစ်ပွဲကြည့်ဘူးသူကလည်းကမ္ဘာဖလားပွဲမှာဘသူဘိုးဆွဲမြည်ဟု၍ဟောကိန်းထုတ်နေတတ်သည်ဒိန်းစာတခါတရံဖတ်သူကလည်း ဘာရတ်အိုဘားမားကတော့ပါပါပဲအမာဒီနီချက်ကတော့မလုပ်လိမ့်မယ်စသဖြင့်တေချာပါ့ကိုပြောနေတတ်သည်အဲ့ဒီလိုတိတိထင်မှုနဲ့စလင်း၍စကားတစ်ခုရှိသည် A little knowledge is dangerous ပဇိုးတစီအတိတိကြောက်စရာကောင်းသည်ဟုသောစကားကောင်းရဆိုင်မှာစေတမျိုးနှမျိုးရောင်းဘူးယုံနဲ့ကိုကိုကိုဆရာဝန်အလုပ်လုပ်တတ်ပြီးထင်တော်သူဒီတော်ဝင်းကျင်အတွက်အန်တရာယ်ဖြစ်သည် ဥမာတွေပြလျင်ရှေလျားနေမည်အဲ့ဒီလိုတဇဝိစီ အတိကိုဟောက်လာပြီဟုထင်ပြီးအရာမကိစ္စကြီးတွေမှာဝင်ရောက်စီမံသူတွေနေရာတကာမှာ အများအပြားရှိသည်စင်စဲဘဟုတုတ္တသည်တန်ဖိုးရှိရာမှန်ပါသည်ထို့သောတဇုံတဇဘဟုတုတ္တနှင့်ထင်တိုင်းကျဲလျင်တော့ဒုက္ခရောက်ဖို့များသည်တစ်ခါကစဉ်းစားပြန်လျင်လေလူတိုင်းမှာပဲဘဟုတုတ္တဆိုသောတိမှုသည် ်နည်းနည်းကပင်စရမည်ဖြစ်သည်နည်းနည်းမှများများဟိုတစားဒီစားမှကြကြပြန့်ပြန့်ဆုံဆုံလင်းလင်းအပေါ်ယံရှက်တိမှုမှနက်နက်ရှိုင်းရှိုင်းတိမှုအဲ့ဒီလိုပဲတိုးတက်သွားရလိမ့်မည်တိမှုကိစ္စမှာနောက်တစ်ခုရှိသေးသည်အသေးစိတ်တွေကိုသိတာနဲ့ခြုံငုံရေးသိတာအစိပ်ပိုင်းကိုသိတာနဲ့ပုံကားချက်ကြီးကိုမြင်တာတနည်းပြောတော့ ။တပင်ကိုတည်တာနဲ့တတော်ကိုတည်တာ။တည်စရာနှစ်ပိုင်းရှိသည့်အထဲမှာတပိုင်းတည်းတည်လျင်မပြည့်စုံ။တတော်ကိုလည်းတည်ရမည်။တပင်ကိုလည်းတည်ရမည်။ပုံကားချက်ကြီးကိုလည်းမြင်တရမည်။အသေးစိတ်တွေလည်းတည်တံတရွေတည်ရမည်။ဒီအခါတည်မှုအပိုင်းသည်ပြည့်စုံပြီးမစုံနိုင်တော့လဲ။ကျင်းနဲ့လောက်ဖွယ်ရှိသည်ဟုဆိုနိုင်သည်ပြန်ချုပ်တော့ ေတနာတရက်ကိုမွေပန်တုံးတက်သည့်အခါစိတ်ရှည်ဖို့လဲလိုသည် အစွဲကင်းဖို့လဲလိုသည်ပြေတနာကို အသေးစိတ်တည်တကယ်တို့ဆက်ဆက်နေတော့ပုံကားချက်ကြီးတရက်လုံးကိုလဲမြင်ဖို့လိုသည်အဲ့ဒါမှသာ အနည်းဆက်အမှန်ကန်ဆုံးပိုင်းခြားဝေဖန်မှုပြုနိုင်နည်းရင်မာဆက်၍အကောင်းဆုံးဆုံးဖြတ်ချက်သို့မဟုတ် လုပ်ငန်းအစီအစဉ်ချမှတ်နိုင်မည် အဲ့ဒီအခါမှသာ အောင်မြင်မှုရရှိနိုင်ပေမည်ဒေါက်တာဖေမြင့်စက်တင်ဘာလ10ရက်2010